ားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့စတီဗန်ပါဒီနေ့တော့ကျွန်တော်ကင်တာကောင်းကျဲအမျိုးအစားရောင်ကားလေးတစ်စီးကိုပြပေးမှာဖြစ်ပါတယ်ဗျဒီကားကတော့ကျွန်တော်တို့ကောင်းကျဲအမျိုးအစားဖြစ်ပြီးတော့ရှေ့လျှောက်ပေါက်အနောက်လျှောက်ပေါက်ပြီးရင်နောက်လီပေးကပ်ဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဂီယာဘက်ဂီယာပါပါမယ်ဆိုဂီယာ9ဆက်ဂီယာ9ဆက်ဖြစ်မယ်အင်ဂျင်အမျိုးအစားကတော့ဒီကားမှာသုံးမိထားတာကျွန်တော်တို့4 and 51 engine မျိုးစားကိုသုံးမိထားတယ်ဗျ။အဲဒီကားက ီဂျပန်မှာတော့ကျွန်တော်တို့ crane တင်တဲ့ကားဖြစ်လိမ့်မယ်ဗျဒီဘက်မှာတော့ကျွန်တော်တို့ crane တော့မပါတော့ဘူးဗျ crane မရှိတော့ဘူး crane အလော့ဖြစ်သွားပြီဒီကဘာအားတာလဲဆိုတော့ကျွန်တော်တို့ crane တင်တဲ့ကားဖြစ်တဲ့အတွက် frame တွေကနှစ်ထပ်လုတ်ပေးထားတဲ့အတွက်ပို့ပြီးတော့ခိုင်ခန့်မှုရှိတယ်ဗျပြီးရင် ရှေ့လေးနောက်လေးဖြစ်တဲ့ရှောက်ပေါက်ဖြစ်တဲ့အတွက်လုံးဝခိုင်းလို့ကောင်းမယ့်ကားတစ်စီးဖြစ်ပါတယ်ဗျ ျွန်တော်တို့ဒီအရှိဘက်က၄ခုံနေပါတယ်ဆိုရင်လုံးဝ original စေးသားအတိုင်းပဲပြီးရင်အယူအဆိတ် engine အောက်ဘက်မှာအယူအဆိတ်နဲ့ဘာမှမတွေ့ရဘူးဗျ။တော်လေးရှင်းပြီးတော့လာနေတယ်။အတွင်းကန်းကျွန်တော်ပြပေးမယ်ဗျ။အတွင်းကန်းကတော့ကျွန်တော်ဒီ driver ဘက်ကခုံကတော့နည်းနည်းလေးတော့အပေါက်ပြဲတွေရှိနေပြီ။ဒါမှကျွန်တော်ခေါင်းနေပါတယ်ဆိုလို့ရှိရင်တော်တော်လေးတစ်တည်တယ်ဗျ။ တဲ့မှာတော့ဒီကားကကီလို3သိန်းခွဲကျော်ပဲရှိသေးတယ်ဗျအင်ဂျင်တန်ကတော့တော်တော်လေးတင်းတယ်ဗျအင်ဂျင်ကျောတော်တော်လေးတင်းတယ်ပစင်ဂျာဘက်ကခုံအပေါက်ပြဲဘာမှမရှိသေးဘူးဗျပြီးရင်ကျွန်တော်တို့ခေါင်းတွေဘာတွေမှာလဲပေးတာတေးတာဘာမှသိမရှိသေးဘူးဗျအဲကွန်းတွေလည်းအေးတယ်ဗျအဲကွန်းပေါက်တွေအလုံးဝလေထွက်တယ်အဲကွန်းတွေအလုံးလုံးတယ်ဗျအဲကွန်ကျွန်တော်တို့ဒီကွန်ပရက်ဆာတွေပါတယ်လက်ကတ်တယ်အဲကွန်အေးတယ်အေးစိတ်နေတာပဲဗျအဲကွန်ကတော့ ဒီကားကဒါ gear ခုနှစ်ချက်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ back gear ပါပါမယ်ဆိုတော့ back gear မပါဘူးဆိုရင်ကျွန်တော်ရှောက်ရှက်ရှောက်ရှက် back gear ပါထည့်မယ်ဆိုရင်ခုနှစ်ချက်ပြ gear တွေအားလုံးအလုံးလုံးတယ်ဗျ gear အားလုံးဝင်တယ် gear ကြက်တာ gear ညက်တာမရှိဘူးဗျ CRDAN လဲတော်တော်လေးလဲလို့ကောင်းတယ်ပေါ့ပေါ့ပါပါပဲဗျ CRDAN လေးတာပြူတာဘာမှမရှိဘူးဗျ ှာလေးဒေတာကျွန်တော်စမ်းပြပေးတာဗျ။ပညာနှစ်ဖက်လုံးအလုံးလုပ်တယ်အဆင်ပြေရဗျ။ဒီမှာရှာ။မှန်ကောက်လည်းလုံးလုံးတယ်ဗျ။မန်ရှုမှန်ကောက်ပါတယ်ဒီကားမှာမန်ရှုမှန်ကောက်ပါတယ်ဂရိတ်ပေါ့။မန်ရှုမှန်ကောက်လည်းလုံးလုံးတယ်။ အဲ့ဒီစီးသားတွေကတော့ကြံသေးတယ်ဗျကျွန်တော်တို့ခေါင်းစီးသားတွေပါတယ်ကြံသေးတယ်အနောက်ကျွန်တော်တို့ body လေးပဲနည်းနည်းလေးညော့တာဗျခေါင်းစီးသားတွေပါတယ်ဆိုကြံသေးတယ်တော်တော်လေးလှပ်တယ်အနောက် body လေးပဲပြန်ပြီးတော့လှုပ်ရှားရှိမယ်ဗျဒီကားမှာ ဘွက်ကြံကင်းကိုတန်ကြံကင်းခင်းမိထားတယ်ဗျာကျွန်တော်အပေါ်ကတန်မြားထပ်ပြီးတော့အုပ်ပေးထားတယ်ဒီကောင်ကတော့ကျွန်တော်တို့ပြန်ပြီးတော့ကုန်တင်ကားလုပ်မယ်ဆိုလို့ရှိရင်တော့ဒီ body လေးတော့ပြန်ပြီးတော့ပြင်ရမယ်ဗျာ body ပြန်ပြင်ရမယ်ကျွန်တော်တို့ဒီကောင်းမှာပိန်နာဆိုင်နာနေဘာမှသိမရှိသေးဘူးဗျ။စီလေးနည်းနည်းပပလေးတော့ပြက်နေတာမျိုးတော့ရှိတယ်ဗျ။ပိန်နာဆိုင်နာတော့မတွေ့ရအောင် engine အနေနဲ့မှာတော့ဒီကောင် 4M51 engine ကိုသုံးမိထားပြီးတော့ engine power က 155ps ထွက်တယ်ဗျ frame နေပါလေဆိုရင်တော်တော်လေးလာမယ်ပြီးရင်ကျွန်တော်တို့ဒီခေါင်းအောက်ဘက်ကနေရာတွေအပေါက်ပြဲဘာမှမရှိဘူးဗျ engine ဆိုရင်လည်းတော်တော်လေးရှင်းပြီးတော့လာနေတယ်ဗျကျွန်တော်တို့ဒီ engine ဘုံပေါ်မှာ CG CG တွေပေးတာတော့တိတ်ပြီးတော့မရှိသေးဘူးဗျ အင်ဂျင်တန်တော်လေးတင်းနေဗျအင်ဂျင်တန်တင်းပြီးတော့အင်ဂျင်တန်ပန်းနေဗျပြီးလို့ရှိရင်ကျွန်တော်တို့အယိုအစိမ့်အင်ဂျင်ရဲ့အပေါ်ရှမ်းရောအောက်ရှမ်းရောအယိုအစိမ့်လည်းဘာမှမရှိဘူးဗျတော်တော်လေးလာတယ်အင်ဂျင်အဝတ်ကျွန်တော်ဆွဲပြပေးမယ်ဗျဒီကားကဒါနိုးထားတာတော်တော်လေးလည်းကြာနေဗျအင်ဂျင်ရဲ့ပုံမှန်အူချိန်လည်းရောက်နေပြီအငွေ့ရပါတယ်ဘာမှမတွေ့ရဘူးဗျ အပေါ်က engine wire ဆက်နိုးထားတော့မှ engine wire ထည့်တဲ့အပေါ်ဖွင့်ပြပေးမယ်ဗျဒီ engine wire ထည့်တဲ့အပေါ်ကနေလဲကျွန်တော်တို့အမွေတွေပါတွေပြန်ပြီးတော့ can cutter တွေပါတွေရှိဘူးပြီး engine wire စတွေပါတွေဆင်တာလည်းမရှိဘူးဗျ ွားတော်တော်လေးတန့်တယ်ဗျ frame လုံးဝအော်ကြောပဲဗျပြီးရင်ဒီကောင်က crane body ဖြစ်တဲ့အတွက်ကျွန်တော် frame နှစ်ထပ်နဲ့လုပ်ပေးထားတယ်ဗျပြန်ပြီးတော့ကုံကားပြန်ပြီးတော့လုပ်မယ်ဆိုရင်တော်တော်လေးခိုင်းလို့ကောင်းမယ်ဗျဘာလို့ဆိုတော့ frame နှစ်ထပ် ဖြစ်တဲ့အတွက်ကုံဒီဘက်တင်တဲ့နေရာမှာတော်တော်လေးဝင်တင်လို့နိုင်မယ်ဗျကျွန်တော်တို့ ground own တွေပါတယ်တော်တော်လေးလှတယ်စီယိုတာစိတ်နာဘာမှမရှိဘူးဗျဒီကောင်ကကျွန်တော်တို့ရှောက်ပေါက် ်6ပေါက်6ပေါက်နောက်6ပေါက်ပတ်လည်နဲ့လာတယ်ကြပြီးလို့ရှိရင်ဂွေဆိုင်ကစက်ခွန်ဝယ်ဆိုင်နဲ့လာတယ်ကြဒါသူ့ရဲ့အနောက်က frame လေးတွေဗျတော်တော်လေးလာတယ် frame လေးတွေလည်းစပယ်ယာဘိန်းနေပါတယ်ဒီခါရဲပါပြီးသားဗျစပယ်ယာဘိန်းနေပါတယ်တာယာလေးတွေလည်းဝိတ်ကြံသေးတယ်ဗျ ခိုင်းမယ်ဆိုရင်ဒီတာယာလေးတွေပြန်ပြီးတော့ခိုင်းလို့ရသေးတယ်ဗျလဲเสียပြုတ်เสียဘာမှတိတ်ပြီးတော့မလိုသေးဘူးဗျဒီရလေစီတန်ကီအကြီးထည့်ပေးတယ်ဗျကျွန်တော်တို့100လီတာဝင်ဆက်တဲ့စီတန်ကီအကြီးထည့်ပေးထားတယ် ကားကိုနည်းနည်းဆမ်းပြီးတော့မောင်းပြပေးမယ်ဗျ။စီရတဲ့နေပါတွေလက်ရတာပို့ပို့ပပရှိတယ်။ဂီယာတွေအားလုံးလည်းဝင်နေဗျ။ဂီယာကြက်တာတို့ဂီယာညက်တာတို့မရှိဘူးဗျ။စီရတဲ့လက်ရတာလည်းပို့ပို့ပပရှိတယ်။ဒီကောင်ကကျွန်တော်တို့ရှေ့လေးနောက်လေးဖြစ်တယ်။ဒါပေမဲ့တန်းကတော့ဒီကောင်အန်တန်းဗျ။ကျွန်တော်တို့ဝိုင်တန်းနေပါတွေတော့မဟုတ်ဘူး။အန်တန်းရိုးရိုးအန်တန်းပဲပေါ့။ ဒီလိုမျိုးကားနဲ့ပတ်သက်တဲ့နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့ကြည့်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်ဗျနောက်ထပ်ဗီဒီယိုတွေအစ်စ်တစ်တင်နိုင်သိနိုင်ဖို့လည်း notification ခါလောင်းလေးကိုနှိပ်ထားနိုင်ပါတယ်ဗျအားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျနောက်နေ့ဒီမှာလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တင်အောင်ကြိုးစားပါအောင်ဗျ